မင်္ဂလာပါရှင်မော်တော်ချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စည်းစမ်းမှုတွေကြောင့်နိုင်ငံတော်အဆိုအရနဲ့တအောင်းလက်နဲ့ဂိုင်းအဖွဲ့တရနန်လေးတို့ဟာအပြည့်ကက်ရက်စဲဖို့သဘောတူညီခဲ့ပါတယ်တရနန်လေးဟာအပြည့်ကက်ရက်စဲရေးသဘောတူညီမှုတွေအရာ၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကိုနိုင်ငံတော်အဆိုအရတန်းပြန်လည်လွှဲပြောင်းပေးခဲ့ရာတမ်းတော်စစ်ကြောင်းတွေကမိုးကုံမြို့နဲ့မိုးမိတ်မြို့တွေတဲကိုဝင်ရောက်လာခဲ့ပြီလည်းဖြစ်ပါတယ် ဒါပေမဲ့တမရော်စစ်ကြောင်းတွေဝင်ရောက်လာမှုကြောင့်မိုးမဲမြို့မှာတိုက်ပွဲတွေဖြစ်ပွားနေရလို့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့သတင်းမီဒီယာတွေကဝိုင်းဝန်းရှိသားဖော်ပြခဲ့ပါတယ်။ဒီဥဒံပိုင်းထဲမှာတော့မိုးမဲမြို့ရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့မိုးမဲမြို့အတွင်လက်ရှိနေထိုင်သူတအူကဘာတွေပြောဆိုထားတယ်လဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမိုးမိန်မြို့နဲ့ပတ်သက်ပြီးတော့အစောပိုင်းကထင်မြင်ချက်မျိုးစုံထွက်ပေါ်ခဲ့ပေမဲ့လက်ရှိချိန်မှာတော့မိုးမိန်မြို့ကတည်ငြိမ်အေးချမ်းလျက်ရှိနေပြီးမိုးမိတ်ကိုအချိန်နေဆိုးဝါအောင်ဘယ်လနဲ့ကိုင်းအဖွဲစီကမှမပြုတ်လောက်ကြဘူးမိုးမိတ်မြို့အတွင်နေထိုင်သူတွေကိုတေကွင်းတက်ကွင်းတဲကိုမမို့ကြဘူးပြည်သူတွေကိုဒုက္ခမပေးကြဘူးမိုးမိတ်မြို့အတွင်နေထိုင်သူတအူကတိုက်တွန်းပြောဆိုလိုက်ပါတယ်တရုတ်နိုင်ငံရဲ့အကြောင်းဝင်စေစမ်းမှုတွေကြောင့် တရနယ်လေးအဖွဲ့ဟာ၎င်းတို့ယာယီထိန်းချုပ်ထားတဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကိုနိုင်ငံတော်အစိုးရထံပြန်လည်လွှဲပြောင်းပေးပြီးအပြည့်အခက်ရက်စဲဖို့အော်တိုဘာလကုန်ကနီးမှာသဘောတူညီခဲ့ပါတယ်။နိုင်ငံတော်အစိုးရနဲ့တရနယ်လေးအဖွဲ့ကြားသဘောတူညီမှုတွေရရှိခဲ့ပြီးနောက်မကြာမီမှာပဲ PDF အမေကန်လက်နက်ကိုင်အဖွဲ့တွေဟာမိုးကုံမျိုးနဲ့ မိုးမိတ်ကိုကာကွယ်သွားမယ်လို့သတင်းထုတ်ပြန်ခဲ့ရာမိုးမိတ်မျိုးနဲ့ပတ်သက်ပြီးတော့သတင်းမျိုးစုံထွက်ပေါ်ခဲ့ပြီး ီးခဲ့တဲ့ရက်ပိုင်းကလည်းမိုးမိတ်မြို့မှာတမ်ရော်စစ်ကြောင်းတွေနဲ့လက်နက်ကင်အဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ခေတ္တအပါဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကဝိုင်းဝန်းပုံဖော်ရေးသားခဲ့ပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကင်ပဋိပက္ခဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းကလက်ရှိချိန်ထိခေတ္တအပါအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေဟာရာနှုန်းပြည့်မှန်ကန်မှုမရှိတဲ့သတင်းတွေကို ရေးသားဖော်ပြပြီးအများပြည်သူကိုထင်ရောက်ထင်မှာဖြစ်အောင် လက်ရှိချိန်ထိလှုပ်ဆောင်ရရှိနေပါတယ်။မိုးမိတ်နယ်ဟာရှမ်းပြည်နယ်အနောက်မြောက်ဘက်မှာတည်ရှိပြီးတော့မြောက်ဘက်မှာကချင်ပြည်နယ်ဗမော်ခရိုင်အရှေ့ဘက်မှာ တိန်နီနယ်နဲ့တောင်ဘက်မှာတီဘော်နယ်အနောက်ဘက်မှာရွှေဘိုခရိုင်တို့နဲ့နနမိတ်ချင်းတိဆက်လျက်ရှိနေပါတယ်။တမရော့စစ်ကြောင်းတွေဟာ TNL အဖွဲ့နဲ့အပြည့်ခက်ရစရေးသဘောတူညီမှုတွေအရနိုဝင်ဘာလ29ရက်နေ့နဲ့30ရက်နေ့တွေမှာမော်မိတ်မြို့တဲကိုဝင်ရောက်လာခဲ့ပြီးနောက် တမ်ဘောစစ်ကြောင်းတွေနဲ့မုံမိန်မျိုးရှိလက်နက်ကင်အဖွဲ့တွေကြားမှတိုက်ဝဲတွေဖြစ်ပွားခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။နိုင်ငံတော်အစိုးရကိုစန့်ကျင်နေရဲ့ NUG အဖွဲ့ကလည်းမုံမိန်နဲ့မွေးကုံမျိုးစစ်စင်ရေးတွေကိုအနီးကပ်ကြီးကြပ်သွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းထုတ်ပြန်ခဲ့ရာမုံမိန်မျိုးနဲ့ပတ်သက်ပြီးတော့ထင်မြင်ချက်မျိုးစုံထွက်ပေါ်ခဲ့ပါတယ်။မုံမိန်မျိုးနဲ့မှာ KIA တပ်ရင်းတွေရှိပြီး ABSDF PDF တွေတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်က အခြေချထားတယ်လို့လည်းသိရပါတယ်မိုးမိတ်မြို့မှာလက်ရှိနေထိုင်နေတဲ့ဒေသခံတအိုကလက်ရှိအချိန်အထိမိုးမိတ်မြို့ရဲ့မိုင်း၂၀အတွင်းမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပါဘူးမိုးမိတ်ကိုအချိန်နေဆိုပါအောင်ဘယ်လန့်နဲ့ကိုင်းအဖွဲစည်းမှမပြုတ်လောက်ကြဖို့တေကွင်းတက်ကွင်းကိုမပို့ကြဖို့ပြည်သူတွေကိုဒုက္ခမပေးကြဖို့ပဲပြောချင်ပါတယ်အမြန်အေးချမ်းတည်ငြိမ်စေချင်ပါပြီမိုးမိတ်မြို့ရဲ့လက်ရှိချင်းနေက မြို့တွင်းအခြေအနေကတော့ကိုထက်ထိပုံမှန်အခြေအနေလေးပါပဲဈေးရောင်းသူဝယ်သူတွေရှိလာပေမဲ့မြို့တွင်းမှာတော့ပထမအကြိမ်ဒုတိယအကြိမ်စည်ရဲ့တန်ကိုခန့်ထားဖို့တော့နေရစွန့်ခွာသူတွေဟာမိမိတို့နေအိမ်မှာပြန်လည်ဝင်ရောက်နေထိုင်ခြင်းမရှိကြသေးပါဘူးမြို့နဲ့နေရဲ့ကျေးရွာတွေမှာဆေးရှောင်နေကြလို့အဲ့ဒီကျေးရွာတွေမှာပဲလူစီကားနေပါတယ်အဲ့ဒီကျေးရွာမှာရှောင်နေကြသူတွေကမနေ့စောစောဈေးဝယ်ဈေးရောင်းလေးတွေရှိကြတာမို့ ေးမာမနဲ့ခင်းဆိုလူတွေအတော်သင့်လူစီကားတာပါမွန်မဲမျိုးနယ်တဲတော့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပါဘူးလို့ပြောပါတယ်တမရော့စစ်ကြောင်းတွေဟာမွန်မဲမျိုးကိုနိုဝင်ဘာလ29ရက်နေ့30ရက်နေ့တွေမှာဝင်ရောက်လာခဲ့ပြီးနောက်ရွာတွေဘက်အထိတဖြည်းဖြည်းတိုးချက်ပြီးတက်ဆွဲနေရလို့သိရပါတယ်တမရော့စစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက်မြို့အတွင်းနဲ့မြို့နဲ့နေရဲ့ရွာတွေမှာနေထိုင်သူတွေဟာလေကြောင်းတိုက်ခိုက်ခံရမှာမျိုးစိုးရင်ပူပန်ရတာမျိုးမရှိရောပေမဲ့ နနေ့ကရင်ဖွဲ့စည်းတွေနဲ့ညီရွာတွေကတော့လေကြောင်းတိုက်ခိုက်ခံရမှာကိုဆိုရင်ရတာမျိုးရှင်းနေနိုင်တယ်လို့မောမိတ်မြို့ကန်တူကပြောပါတယ်။မောမိတ်မြို့ကန်တူကမောမိတ်မြို့မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပါဘူး။တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ဒီဇင်ဘာလ6ရက်နေ့နဲ့9ရက်နေ့ကမြေဆောင်ကြီးဘာကိုလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။ဒီဇင်ဘာလ6ရက်နေ့ကပြုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာတော့လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ လေကြောင်းကတာဝန်ရှိသူတွေအနေနဲ့လေလေကြောင်းကတိုက်ခိုက်ရှာမှသူများတည်တင်ပေးတိုင်းမှန်ကန်မှုရှိမရှိသေချာသုံးသပ်စေချင်ပါတယ်။မှန်ကန်တယ်ဆိုရင်လေပြစ်မှတ်သေးကြအောင်လုပ်ပါလို့ပဲပြောချင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကတော့ ABSDF အဖွဲ့ရှိမယ်ထင်လို့ကျဲတာဖြစ်နိုင်ပါတယ်။အဲ့ဒီအဖွဲ့ကလည်းရှိရောရှိနေပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုမှာတော့အရက်သားထိခိုက်မှုမရှိခဲ့ပါဘူး။မိုးမိတ်မျိုးနဲ့ဝေးတဲ့တော်ရီတဲမှာ နနဲ့ကိုင်းအဖွဲ့အစည်းတွေရှိနေရင်နနဲ့ကိုင်းအဖွဲ့အစည်းတွေကတော့ KIA, APSDF, PLA, PDF စတဲ့အဖွဲ့တွေပဲရှိပါတယ်။တမရဆက်ကြောင်းတွေရမြို့ပေါ်တာမကရွာတွေမှာတဖြည်းဖြည်းတိုးချက်ပြီးတက်ဆွဲနေရမျိုးလေးတွေ့မြင်မိရဆိုပြီးတော့ပြောပါတယ်။မိုးမိတ်မြို့ဟာစစ်ပွဲတန်းကိုနှစ်ကြိမ်ခန်းစားခဲ့ရတဲ့အတွက်မြို့ကိုအမြန်ဆုံးအေးချမ်းတည်ငြိမ်စေချင်တယ်လို့မိုးမိတ်မြို့အတွင်နေထိုင်သူတအူးကပြောပါတယ်။လက်ရှိချိန်မှာမိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိပေမဲ့တိုက်ပွဲတွေစစ်ပွဲတွေဖြစ်လာအောင်ဝိုင်းဝန်းဘေးတီးတာမျိုးတွေရှိနေရတဲ့အတွက်ချိန်ကိုင်ပုံတလုံးကိုရံဝယ်ပိတ်ထားရတယ်လို့မျိုးခန်းစားနေရတယ်လို့မုံမိတ်မျိုးအတွင်နေထိုင်သူတအူးကပြောပါတယ်။မုံမိတ်မျိုးနယ်အတွင်လက်ရှိနေထိုင်တဲ့ဒေသခံတအူးကမုံမိတ်မျိုးနယ်တဲမှာတိုက်ပွဲမဖြစ်ပွားပါဘူး။ဒါပေမဲ့ချိန်ကိုင်ပုံတလုံးကိုရံမာပိတ်ထားရတယ်လို့မုံမိတ်မျိုးကြီးမှာဘတော်ပောက်ကွဲမလဲဆိုတာပဲစိုးရိမ်ကြောင်ကြစိမ့်နဲ့ ရင်တမမဖြစ်နေကြရပါတယ်။ဒါပေမဲ့ကိုမျိုးမှာကိုချင်းထိမြေပြင်ထိတွေ့တိုက်ပွဲမဖြစ်ပါဘူး။မောမိတ်မျိုးနဲ့ပတ်သက်ပြီးတော့ပြောကျင်တာကတော့စစ်ပွဲတွေအ мян အဆုံးသက်ပြီးအေဂျင်စီကျင်ပါပြီ။မြို့သူမြို့သားတွေနဲ့ပထမအကြိမ်ဒုတိယအကြိမ်စစ်ပွဲတွေကြောင့်အသက်အိုးအိမ်တွေအများကြီးဆုံးရှုံးခဲ့ရပြီးပါပဲ။အခုတတိယအကြိမ်ထပ်ဖြစ်ကြမယ်ဆိုရင်တွေးတာမတွေးရဆရာပါပဲလို့ပြောပါတယ်။မောမိတ်မျိုးမှာတိုက်ပွဲတွေဖြစ်ပွားနေရလို့ နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကဝိုင်းဝန်းရှိတာဖော်ပြမှုတွေရှိလာခဲ့ရ။မြို့ကနေစစ်ဘေးရှောင်သူတွေဟာကိုမျိုးကိုပြန်လာဖို့မောမရဲ့ဖြစ်နေတာမျိုးလဲရှိနေတယ်လို့သိရပါတယ်။မောမိတ်မျိုးကန်တူကနေရစွန့်ကသူတွေဟာကိုမျိုးကိုပြန်လာတာသိမရှိသေးပါဘူး။အခြေအနေကိုစောင့်ကြည့်ရမျိုးဖြစ်နိုင်တယ်။တချို့အ ਨੇ အချင်းပြန်လာတာမျိုးတော့ရှိပါတယ်။အများစုကတော့မပြန်သေးပါဘူး။မောမိတ်မျိုးတွေမှာစစ်ဘေးရှောင်သူအရှိအတွက်များတယ်။ မွေကုံမျိုးကနေလာရောက်နေထိုင်တဲ့စစ်ပေးရှောင်တွေလည်းရှိနေတယ်။တမရစစ်ကြောင်းတွေကတော့မြို့တဲအပြင်ရွာဘက်တွေမှာလည်းရောက်နေတယ်လို့ပြောပါရယ်။လက်ရှိချိန်မှာတော့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ NUG အပါအဝင်နနေကိုင်းအဖွဲ့ကိုအားပေးဝန်ရံတဲ့မီဒီယာတွေကလည်းမောမိတ်မျိုးတွေမှာတိုက်ပွဲတွေပြင်းထန်တဲ့ပုံစံမျိုးရှင်းသားဖော်ပြနေပေမဲ့မောမိတ်မျိုးအတွင်လက်ရှိနေထိုင်နေသူတအူရဲ့ပြောဆိုချက်တွေအရာ မော်မိန်မြို့နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိဘူးလို့သိရပါတယ်။တအောင်လန်တဲ့ဂိုင်းအဖွဲ့တရနန်လေးဟာအပြစ်ကရဲစရေးသဘောတူညီမှုတွေအရမော်မိန်မြို့ကနေပြန်လည်ဆုတ်ခွာသွားပြီလို့လည်းမော်မိန်မြို့ကန်တအူကပြောပါတယ်။မော်မိန်မြို့ကန်တအူကပလောင်တရနန်လေးကိုတော့မတွေ့ရတော့ဘူး။သူတို့ရုံးနေတဲ့ပိတ်ထားတယ်။တရနန်လေးအဖွဲ့တွေဆုတ်ခွာသွားပြီလို့ပြောပါတယ်ရှင်။